အားလုံးပဲမင်္ဂလာပါတီချယ်ကတော့ grade 9တင်ချာဘာသာရပ်ကိုတင်ကြပေးမယ်တော့အေးစနာကျော်ပဲဖြစ်ပါတယ်တီချယ်ဒီနေ့တင်ကြပေးမယ်သင်ခန်းစာလေးကတော့အခန်းသစ်ကိန်းစစ်များအကြောင်းပဲဖြစ်ပါတယ်ဒီနေ့သင်ခန်းစာမှာဆိုရင်တော့တီချယ်တို့က 1.4 irrational gain များပါဝင်သော gain တွေများကိုရှင်းတဲ့အကြောင်းကိုလေ့လာရပါမယ်။ပြီးရင်1.5 irrational gain တစ်ခုရဲ့တန်ဖိုးကိုခံမင်းခြင်းကြောင့်ပါပါမယ်။ပြီးရင်တော့လေ့ကျင့်ခန်း1.1ကိုတတ်ထုတ်ကြည့်ကြမယ်နော်။ဒီသင်ခန်းစာလေးကိုသင်ကြားရတဲ့ရည်ရွယ်ချက်လေးကတော့ irrational gain များနဲ့ gain စများအကြောင်းကိုသိရှိစေရန် irrational gain များဆိုင်ရာအခြေခံလုံထုံးများကိုနားလည်သဘောပေါက်နားလည်စေရန် ပိုင်းခြေကို rational gain ပြောင်းခြင်း rationalizing the denominator အကြောင်းကိုကျွမ်းကျင်စွာသတ်ထုတ်နိုင်ရန်ရည်ရထားပါရဲ့1.4 irrational gain များပါဝင်သောကိန်းတက်များကိုရှင်းခြင်းခဏန်းသင်္ချာအခြေခံလုံထုံးများကိုအသုံးပြုပြီးတော့ rational gain များပါဝင်တဲ့ကိန်းတက်တစ်ခုကိုဖြည့်ရှင်းပါက rational gain တစ်ခုတာရပါရဲ့ဒါပေမဲ့ irrational gain တွေပါဝင်တဲ့ကိန်းတက်တစ်ခုကိုဖြည့်ရှင်းမယ်ဆိုရင်တော့ rational gain သုံးမဟုတ် irrational gain တစ်ခုရမည်မရမည်ကိုတိတိကျကျပြောလို့မရနိုင်ပါဘူး ဥပမာအနေနဲ့ root 2နဲ့ root 2ကိုမြောက်တဲ့အခါကျရင် two ဆိုပြီးတော့ rational gain လေးထွက်လာပါရဲ့ဒါပေမဲ့ root 2နဲ့ root 3နဲ့မြောက်တဲ့အခါကျရင်တော့ root 6ဆိုပြီးတော့ irrational gain ကိုရပါရဲ့ irrational gain များပါဝင်တဲ့အချို့တစ်ခုရဲ့ပိုင်းခြေကို gain ပြေတစ်ခုဖြစ်အောင်ဖော်ပြလို့ရပါရဲ့ဥပမာအနေနဲ့ 1 over root 2မှာဆိုရင်ပိုင်းခြေက root 2ဖြစ်နေပါရဲ့ဒါကိုတီချဲတို့ကကိန်းပြေတစ်ခုဖြစ်အောင်လို့ပြောင်းပါမယ်ဒါဆိုရင်ပိုင်းခြေကိုတီချဲက root 2လေးနဲ့မြှောက်ပေးလိုက်မယ်ပိုင်းခြေ root 2နဲ့မြှောက်ရင်ပိုင်းဝေကိုလည်း root 2နဲ့မြှောက်ပေးရပါမယ်ဒါဆိုရင်တော့ပိုင်းခြေမှာ root 2နဲ့ root 2နဲ့မြှောက်တဲ့အခါမှာ2ဆိုပြီးတော့ရပါရဲ့ပိုင်းဝေမှာကျတော့1နဲ့ root 2နဲ့မြှောက်တဲ့အခါမှာ root 2ဆိုပြီးတော့ရပါရဲ့ဒါကြောင့်မို့အဖြေက root 2 over 2ဆိုပြီးတော့ရပါရဲ့ နောက်တစ်ခါ4 over root 3မှာဆိုရင်လည်းပိုင်းခြေက root 3ဖြစ်နေပါရဲ့။ဒါဆိုရင်ဒီခြေကကင်းပြည့်ဖြစ်သွားအောင်လို့အောက်ကို root 3လေးနဲ့မြှောက်ပါမယ်။ဒါဆိုရင်အပေါ်ကိုလည်းဒီခြေတို့က root 3လေးနဲ့မြှောက်ပါမယ်။ပိုင်းဝိမှာ4နဲ့ root 3နဲ့မြှောက်တဲ့အခါမှာ4 root 3ဆိုပြီးတော့ရပါမယ်။ပိုင်းခြေမှာတော့ root 3နဲ့ root 3နဲ့မြှောက်တဲ့အခါကျတော့3လေးရပါရဲ့။ဒါဆိုရင်ဒီခြေတို့ကပိုင်းခြေ irrational gain ကို ရုရှားနိုင်ငံဖြစ်အောင်ပြောင်းတဲ့အတွက်ကြောင့်မလို့ပိုင်းခြေကိုရုရှားနိုင်ငံဖြစ်ပြောင်းခြင်း rationalizing the denominator ဆိုပြီးတော့ခေါ်ပါရင်ရုရှားနိုင်ငံကိန်းများပါဝင်တဲ့ကိန်းတန်းတွေကိုဖြည့်ရှင်းရမှာအခရာတင်ချာမှာမျိုးသူကိန်းလုံးများနဲ့မျိုးမသူကိန်းလုံးများကိုဖြည့်ရှင်းတဲ့လုပ်ထုံးတွေတိုင်းဒီချေတို့ဖြည့်ရှင်းလို့ရပါတယ်ဒါဆိုရင်ဒီချေတို့အောက်ကကိန်းတန်းလေးကိုဖြည့်ရှင်းကြရအောင်နော် နံပါတ်တကြီးမှာဆိုရင် root 7 2 root 2တကွင်း root 7 3 root 2တကွင်းအဲခွင်းနှစ်ခုကိုတီချဲတို့ကိုမြောက်ခိုင်းထားတာပါဒါဆိုရင်တီချဲက root 7နဲ့ root 7နဲ့ကိုတခါမြောက်မယ် root 7နဲ့ root 7မြောက်တဲ့အခါမှာ7ရပါရဲ့ပြီးရင်တော့ root 7ကို3 root 2နဲ့တခါမြောက်မယ် root 7ကို3 root 2နဲ့မြောက်တဲ့အခါမှာတီချဲတို့က ဂရီးကို rational gain ကိုဒီတိုင်းထားပြီးတော့ root 7နဲ့ root 2ကိုမြောက်ပါမယ်အဖြေက root 14ရပါရဲ့လက္ခဏာကလည်းအပေါင်းနဲ့ပေါင်းမြောက်တဲ့အတွက်ကြောင့်မလို့အပေါင်းရပါရဲ့ဒါကြောင့်မလို့ plus 3 root 14ဆိုပြီးတော့ရပါရဲ့ ပြီးရင်တော့နောက်က2 root 2လေးကို root 7နဲ့မြှောက်ပေးပါမယ်။ဒီမှာဆိုရင်လည်း rational gain ကိုဒီတိုင်းထားပြီးတော့ root 2နဲ့ root 7ကိုပဲမြှောက်ပေးရပါမယ်။အဖြေက root 14ရပါရဲ့။လက္ခဏာတော့အပေါင်းနဲ့အနှုန်းမြှောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အနှုန်းထွက်ပါမယ်။ဒါကြောင့်မို့အဖြေက2 root 14ဆိုပြီးတော့ရပါရဲ့။ပြီးရင်တော့တိချက်က -2 root 2လေးကို3 root 2လေးနဲ့မြှောက်ပါမယ်။ root 2နဲ့ root 2နဲ့မြှောက်တဲ့အခါမှာ2ရရဲ့2နဲ့3နဲ့မြှောက်တဲ့အခါမှာ6ရရဲ့ဒါဆို6နဲ့2နဲ့တစ်ခေါက်ပြန်မြှောက်လိုက်တဲ့အခါမှာ12ဆိုပြီးတော့ရပါတယ်လက္ခဏာကျတော့အပေါင်းနဲ့အနှုတ်မြှောက်တဲ့အတွက်ကြောင့်မလို့ minus 12ဆိုပြီးတော့ရပါတယ်ဒါဆိုရင်ဒီချက်တော့က3 root 14နဲ့ -2 root 14မှာ root 14 root 14ချင်း irrational ကင်းချင်းတူနေတဲ့အသက်ကြောင့်မို့ဒီချက်တို့ကသူတို့နှစ်ခုကိုရှင်းပြလို့ရပါတယ်။ဒါဆိုရင်ဒီချက်တို့က root 14ကို deny ထားပြီးတော့ pre ထက်2လေးကိုနှုတ်ပေးလိုက်အောင်ပဲ။ဒါဆိုရင် pre ထက်2ကိုနှုတ်တဲ့အခါမှာ1ဒါဆိုရင်1 root 14ဆိုတာ root 14နဲ့ညီတဲ့အသက်ကြောင့်မို့ root 14ပဲပြင်ရေးလိုက်ပါမယ်။ပြီးရင်တော့ rational ကင်းနှလုံးဖြစ်တဲ့7နဲ့ -12 နဲ့ကိုရှင်းပါမယ်။7နဲ့ -12 နဲ့ကမြဲဦးမတူတဲ့အသက်ကြောင့်ဒီချက်တို့ကနှုတ်ပေးရပါမယ်။ first day ကနေ7အောင်နှုတ်တာက5ရပါတယ်လက္ခဏာက12ခွကြီးနေတဲ့အတွက်ကြောင့်မို့အဖြေက -5 ဆိုပြီးတော့ရပါမယ်ဒါဆိုရင်နံပါတ်ခါခွေးလေးကိုဆက်ပြီးတော့ကြည့်ရအောင်เนาะနံပါတ်ခါခွေးရဲ့မိကွန်းလေးက5 root 3 4 over root 3 7 root 3ပါ ဒါဆိုရင်တီချယ်တို့က5 root 3နဲ့7 root 3လို့အရင်ဖြည့်ရှင်းလိုက်မယ်နော်5 root 3နဲ့7 root 3ကလက္ခဏာတူနေတဲ့အတွက်ကြောင့်မလို့တီချယ်တို့ပေါင်းပေးလိုက်ပါမယ်အဖြေက12 root 3ဆိုပြီးတော့ရပါတယ်12 root 3ထဲကနေပြီးတော့ -4 root 3ကိုနှုတ်ပေးလိုက်ပါမယ်ဒါဆိုရင်တီချယ်တို့ကအရင်ဆုံး ပိုင်းချိန်ညှိပေးပါမယ်။ twelve root 3ရဲ့အောက်မှာ teacher တို့က1ရှိတဲ့အတွက်ကြောင့်မလို့အောက်ကို teacher တို့က root 3နဲ့မြောက်တဲ့အခါမှာပေါ်လဲ root 3နဲ့မြောက်ပေးရပါမယ်။ဒါဆိုရင် root 3နဲ့ root 3နဲ့မြောက်တဲ့အခါမှာ3ရလာတဲ့3လေးကို12လေးနဲ့မြောက်လိုက်တဲ့အခါမှာ36ဆိုပြီးတော့ရပါရဲ့။အောက်မှာကတော့1နဲ့ root 3နဲ့မြောက်တဲ့အခါမှာ root 3ဆိုပြီးတော့ရပါရဲ့။ဒါဆိုရင်36 over root 3ဆိုပြီးရရဲ့။အနောက်ကကျန်နေတဲ့ -4 over root 3လေးကိုပြန်ရေးလိုက်ပါမယ်။ ဒါဆိုရင်ပိုင်းကြီးညီနေတဲ့အတွက်ကြောင့်မလို့ teacher တို့က36တရားနေပြီးတော့4ကိုနှုတ်ပေးလိုက်ပါမယ်36တရား4နှုတ်တဲ့အခါမှာ32 over root 3ဆိုပြီးတော့ရပါတယ်။ဒါပေမဲ့ teacher တို့ကပိုင်းကြီးမှာ root 3ဖြစ်နေတဲ့အတွက်ကြောင့်မလို့ irrational gain ကို rational gain ပြောင်းပေးပါမယ်။ပိုင်းကြီး irrational gain ကို rational gain ပြောင်းပါမယ်။ဒါဆိုရင် teacher တို့အောက်ကို root 3နဲ့မြှောက်မယ်။အပေါ်ကိုလည်း root 3နဲ့မြှောက်ပေးပါမယ်။ ပိုင်းရှင်မှာ root tree နဲ့ root tree နဲ့မြောက်တာ tree ရရဲ့ပိုင်းဝင်မှာတော့ 32root tree နဲ့မြောက်တဲ့အခါမှာ 32root tree ရရဲ့ဒါဆိုရင်အဖြေက 32root tree over tree ဆိုပြီးတော့ရပါမယ်အစရင်ဒီချက်လို့နံပါတ်ကားငယ်ပုံစံလေးဆက်ပြီးကြည့်ရအောင်နော်နံပါတ်ကားငယ်မိငုံလေးရကြတော့1 over root 2+1 over root 3+1 over root 5ဒါဆိုရင်ဒီချက်တို့ကပိုင်းခြေမှာ irrational gain တွေဖြစ်နေတဲ့အတွက်ကြောင့်မလို့အရင်ဆုံး rational gain တွေကိုပြန်ပြောင်းပါမယ်ဒါဆိုရင်ဒီချက်ကတစ်ခုချင်းစီကို rational gain ပြောင်းပါမယ်1 over root 2ကိုပိုင်းခြေမှာ rational gain ဖြစ်အောင်လုပ်မယ်ဆိုရင်ဒီချက်က root 2နဲ့မြှောက်ပေးရပါမယ်။ပိုင်းခြေ root 2နဲ့မြှောက်ရင်ပိုင်းဝေကိုလည်း root 2နဲ့မြှောက်ပေးရပါမယ်။အဲ့လိုပဲ1 over root 3မှာလည်းပိုင်းခြေမှာ root 3 irrational gain ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီချက်က ပိုင်းခြေကို root 3နဲ့မြှောက်ပေးပါမယ်။ဒါဆိုရင်ပိုင်းဝင်မှာလည်း root 3နဲ့လိုက်မြှောက်ပေးပါမယ်။အဲ့လိုပဲ1 over root 5မှာဆိုရင်လည်းပိုင်းခြေမှာ root 5ဖြစ်နေတဲ့အတွက်ကြောင့်မလို့ teacher တို့ကအောက်ကို ပိုင်းခြေကို refine နဲ့မြှောက်ပေးမယ်အလိုပဲပိုင်းဝေးမှာလည်း refine နဲ့မြှောက်ပေးပါမယ်ဒါဆိုရင်ပိုင်းဝေးမှာက1နဲ့ root 2နဲ့မြှောက်တဲ့အခါမှာ root 2 root 2နဲ့ root 2နဲ့မြှောက်တဲ့အခါကျတော့2ဒါဆိုရင် root 2 over 2ဆိုပြီးရရဲအလိုပဲ1နဲ့ root 3နဲ့မြှောက်တဲ့အခါမှာ root 3 root 2နဲ့ root 3နဲ့မြှောက်တော့3 root 3 over 3ဆိုပြီးရရဲအလိုပဲ1နဲ့ root 5နဲ့မြှောက်တဲ့အခါမှာ root 5 root 5နဲ့ root 5နဲ့မြှောက်တဲ့အခါမှာ5ဆိုပြီးရပါတယ်ဒါဆိုရင်တိချေတို့က root 2 over 2 plus root 3 over 3 plus root 5 over 5ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်ဒီချက်တို့ကပိုင်းခြေတွေကိုညှိလို့ရပါပါပြီ။ဒီချက်ကပိုင်းခြေကိုညှိမယ်။ပိုင်းခြေညှိတဲ့အခါကျရင်ဒီချက်တို့ကပုံပိုင်းခြေဘယ်လောက်ဖြစ်အောင်လုပ်နိုင်လဲ။ဟုတ်တယ်။ပုံပိုင်းခြေဒီချက်တို့ကတတိဖြစ်အောင်လုပ်နိုင်ပါတယ်။ဒါဆိုရင်ဒီချက်ကအောက်က2ကိုဒီချက်က15လေးနဲ့မြှောက်ပေးပါမယ်။ဒါဆိုရင်ပိုင်းခြေကို15နဲ့မြှောက်တဲ့အခါမှာပိုင်းဝယ်ကိုလည်း15နဲ့မြှောက်ပေးပါမယ်။ root 3 over 3မှာကြတော့တီချဲတို့ကပိုင်းခြေကိုထန်းလေးနဲ့မြောက်ပေးပါမယ်ဒါဆိုရင်ပိုင်းဝယ်ကိုလည်းထန်းနဲ့မြောက်ပေးပါမယ်အဲ့လိုပဲ root 5 over 5မှာဆိုရင်လည်းပိုင်းခြေကိုတီချဲတို့က6လေးနဲ့မြောက်ပေးပါမယ်ဒါဆိုရင်ပိုင်းဝယ်ကိုလည်း6လေးနဲ့မြောက်ပေးပါမယ်ဒါဆိုရင် ပုံပိုင်းချီမှာတော့အောက်က30ပါအပေါ်ကကျတော့ဒီချေတို့က15 root 2 plus 10 root 3 plus root 5ဆိုပြီးတော့ရပါမယ်။ဒီမှာဆိုရင်ဒီချေတို့က15ရယ်10ရယ်6ရယ်ဖြစ်နေတဲ့အတွက်ကြောင့်မို့ပုံထုပ်လို့လည်းမရတော့တဲ့အတွက်ကြောင့်ဒီချေတို့ရဲ့အဖြေအားဒီမှာပဲပြပါပါမယ်။ဒါဆိုရင်ဒီချေတို့နံပါတ်ခါကြီးပုံစံလေးဆက်ပြီးတော့လေ့လာကြည့်ကြအောင်နော်။3 over root 2 minus 11 root 3 plus 7 root 2 minus 6 over root 3 ဒီမှာဆိုရင်တီချယ်တို့က root 2နှစ်ခုပါနေတဲ့အတွက်ကြောင့် root 2နှစ်ခုကိုတတ်တတ်ရေးမယ် root 3ကလည်းနှစ်ခုပါနေတဲ့အတွက်ကြောင့် root 3နှစ်ခုကိုတတ်တတ်ရေးပါမယ်ဒါဆိုရင်တီချယ်တို့က 3 over root 2 plus 7 root 2 minus 11 root 3 minus 6 over root 3ဆိုပြီးတော့ပြင်ရေးလိုက်ပါမယ်။ဒီနေရာမှာတိချေတို့က7 root 2ကိုပိုင်းချီလေးညှိပေးပါမယ်နော်။7 root 2ကိုပိုင်းချီနဲ့ညှိမယ်ဆိုရင်ပိုင်းချီမှာ root 2နဲ့မြှောက်ရင်အပေါ်လည်း root 2နဲ့မြှောက်မယ်။ဒါဆိုရင် root 2နဲ့ root 2နဲ့မြှောက်တာ2 2နဲ့7နဲ့မြှောက်တာ14။ဒါဆိုတိချေတို့ရလာမယ့်အဖြေက14 plus 3 over root 2ဆိုပြီးတော့ရပါမယ်။ အဲ့လိုပဲဒီချေတို့ကဒီဘက်ချမ်းမှာဆိုရင် root tree နဲ့ root tree နဲ့တက်တက်ရှင်းတဲ့အခါမှာ root tree 11 root tree ကိုဒီချေတို့ကပိုင်းချီညှိပါမယ်11 root tree ရဲ့အောက်မှာဒီချေတို့ပိုင်းချီ1ရှိတဲ့အတွက်ကြောင့်မလို့ root tree နဲ့မြှောက်ရင်အပေါ်ကိုလည်း root tree နဲ့မြှောက်မယ် root tree နဲ့ root tree နဲ့မြှောက်တာ3 3နဲ့11မြှောက်တာက33 ဒါဆိုရင်ဒီချေတို့ကဒီမှာအနှုတ်တွေဖြစ်နေတဲ့အတွက်ကြောင့်အနှုတ်ကိုအရှိထုတ်ပြီးတော့ရေးလိုက်တဲ့အခါမှာအနောက်ကအနှုတ်ကအပေါင်းပြောင်းသွားပါမယ်။ဒါဆိုရင်ဒီချေတို့က33 + 6 over √3 ဆိုပြီးတော့ရပါမယ်။ဒါဆို3နဲ့14နဲ့ပေါင်းတာက17ဒါဆိုရင်17 over √2 33နဲ့6နဲ့ပေါင်းတာက39 39 over √3 ဆိုပြီးတော့ရပါမယ်။ဒါဆိုရင်ဒီမှာအပိုင်းကိန်းတွေကပိုင်းခြေမှာ irrational gain တွေဖြစ်နေတဲ့အတွက်ကြောင့် rational gain ပြောင်းပေးပါမယ်။ဒါဆိုရင်ဒီချေတို့ကပိုင်းခြေ ီ root 2ကို root 2နဲ့ညှောင်းမယ်။ဒါဆိုရင်ပိုင်းဝင်မှာလည်း root 2နဲ့လိုက်ညှောင်းပေးပါမယ်။အဲ့လိုပဲ39 over root 3မှာဆိုလည်းပိုင်းခြေကို root 3နဲ့ညှောင်းထပ်ပေးပါမယ်။အပေါ်မှာပိုင်းဝင်မှာလည်း root 3နဲ့လိုက်ညှောင်းပေးပါမယ်။ဒါဆိုရင်အဖြေက17 root 2 over 2ဆိုပြီးတော့ရပါရဲ့ minus 39 root 3 over 3ဆိုပြီးတော့ရပါမယ်။ဒါဆိုရင်39 root 3 over 3မှာဆိုရင်ဒီချေတို့က39နဲ့3ကိုကျင်းပေးလို့ရတဲ့အတွက်ကြောင့်မလို့ကျင်းပေးလိုက်ပါမယ်31က3 3:13က39ဒါဆိုရင်အဖြေက17 root 2 over 2 minus 13 root 3ဆိုပြီးတော့ရပါမယ်1.5 irrational gain တစ်ခုရဲ့တန်ဖိုးကိုခံမှန်းခြင်း တီချင်တို့ကတိတ်ပန့်ဆိုင်ရာပြဿနာများနဲ့စီးပွားရေးပြဿနာများကိုတင်ချန်နည်းနဲ့ဖြေရှင်းမယ်ဆိုရင် irrational gain တွေပါဝင်နေတဲ့တိုင်အောင်အဖြေတွေကို rational gain တွေနဲ့ပဲဖော်ပြကြပါရဲ့။ဒါကြောင့်မို့အဖြေတွေကိုတီးချတဲ့အဖြေများနိုင်တဲ့ irrational gain တစ်ခုကိုတန်ဖိုးနည်းခဲ့တဲ့ rational gain တစ်ခုနဲ့ပဲတွက်လို့ရှိရဲ့။ဒါကြောင့်တကယ်လက်တွေ့မှာဆိုရင် irrational gain တွေကို၎င်းတို့ရဲ့တတ္တမ gain တန်ဖိုးမှာတတ္တမတနေရာအရာအထည်ကိုအမှန်နီးပါးတန်ဖိုးယူပြီးတော့အသုံးပြုကြပါရဲ့။ ဥမာအားဖြင့်သရမ300အထိအမှန်တန်ဘိုးပဲယူပြီးတွက်မယ်ဆိုရင် root 2 plus 1မှာ root 2ရဲ့သရမ300အထိအမှန်တန်ဘိုးက1.414 1.414 1နဲ့ပေါင်းလိုက်တဲ့အခါမှာအဖြေက2.414ဆိုပြီးတော့ရရင်အဲ့လိုပဲ root 3 minus root 2ရဲ့တန်ဖိုးကိုရှင်းကြည့်မယ်ဒါဆိုရင် root 3ရဲ့တရမတ်3နေရာအထိအမှန်တန်ဖိုးက1.732 root 2ရဲ့တရမတ်3နေရာအထိအမှန်တန်ဖိုးက1.414 1.732နဲ့ကနေ1.414နှုတ်လိုက်တဲ့အခါမှာအဖြေက0.318ဆိုပြီးတော့ရပါမယ်ဒါဆိုရင်ရာဘက်ရှိတန်ဖိုးရဲ့ဝဲဘက်ရှိတန်ဖိုးရဲ့ခန့်မှန်းတန်ဖိုးပဲဖြစ်ပါတယ် ဒါဆိုဒီချက်တော့လေ့ကျင့်ခန်း1.1လေးကိုတွက်ကြည့်ကြရအောင်နော်။နံပါတ်1 irrational gain ၅ခုကိုဖော်ပြပါ။ဒါဆိုရင်ဒီချက်တော့ irrational gain ၅ခုက root 2, root 3, root 5, root 7, true root of 10ဆိုပြီးတော့ဒီချက်ကတော့ဖော်ပြထားပါရဲ့။ဒါတို့သူမျိုးလို့လည်းကိုကြိုက်တဲ့ irrational gain ၅ခုကိုရေးလို့ရပါတယ်နော်။နံပါတ်1အောက်ပါတို့မှာမြည်တီတို့ဒီ rational gain ဖြစ်ပြီးမြည်တီတို့ဒီ irrational gain များဖြစ်ကြသည်။ နံပါတ်7ကြီးက2 over 3ဆိုပြီးတော့ပေးထားတယ်။ဒါဆို2 over 3ကတော့ဒီချက်တို့က rational game ပဲဖြစ်ပါတယ်။2 over 3 5ကကြာတော့လေ rational game ပဲဖြစ်ပါတယ်။ခိုင်းရက2 over 7 minus root 3ဒီမှာဆိုရင် root 3က irrational gain တန်ဖိုးဖြစ်တဲ့အတွက်ကြောင့် rational gain တန်ဖိုးတန်နဲ့ irrational gain တန်ဖိုးနှုတ်လိုက်ရင် irrational gain ပဲထွက်ပါမယ်။ ။ခါကြီးကလည်း tree minus root tree ဒီမှာလည်း root tree က irrational gain ဖြစ်တဲ့အတွက်ကြောင့် rational gain နဲ့ irrational gain တံပိုးနှုတ်တဲ့အခါမှာ irrational gain တွေပဲထွက်ပါလိမ့်မယ်။ငါကကြတော့ root 2နဲ့ root 2နဲ့ပေါင်းတာပါ root 2နဲ့ root 2နဲ့ပေါင်းတဲ့အခါမှာ2 root 2ဆိုပြီးတော့ရပါတယ်2 root 2မှာ root 2က irrational gain ဖြစ်တဲ့အတွက်ကြောင့် root 2နဲ့ root 2ပေါင်းတဲ့တန်ဖိုးကလည်း irrational gain ပဲထွက်ပါမယ် ဆာလုံးမက root 2နဲ့ root 2နဲ့မြောက်တာပါ root 2နဲ့ root 2နဲ့မြောက်ရင်2ရယ်ဒါဆိုရင်2ကကြတော့ rational gain ဖြစ်ပါတယ်ဆလင် root 3 over 2 root 3 over 2ကလည်း root 3က irrational gain ဖြစ်တဲ့အတွက်ကြောင့် irrational gain ကို2နဲ့စားတဲ့အခါမှာ irrational gain ပဲရပါမယ်စာကွဲ root 5 over root 2 root 5 over root 2မှာ root 2ကိုဒီချေတို့ rationalizing လုပ်ပြီးတော့ rational နဲ့ပြောင်းပြီးတွက်ရင်တော့ဒီချေတို့ရဲ့အဖြေက irrational gain ပဲထွက်ပါလိမ့်မယ် ။နံပါတ်3တရမ9နေရာတိအမှန်နီးပါးတန်ဖိုးများယူလျင် root 2 equal to 1.41421 root 3 equal to 1.73205နဲ့ root 5 equal to 2.23606တို့ဖြစ်ကြတော့နံပါတ်ကကြီးမှာဒီချက်တို့ကို ရှာခိုင်းထားတာက root 2နဲ့ root 3တို့၏တန်ဖိုးကိုသတ္တမ300အထိယူပြီး root 2 multiply by root 3e တန်ဖိုးကိုရှာခိုင်းပါရဲ့ဒါဆိုရင် root 2ရဲ့တန်ဖိုးကိုသတ္တမ300အထိအမှန်ယူလိုက်တဲ့အခါမှာအဖြေက1.414ပါဒါသတ္တမ300အထိအမှန်တန်ဖိုးရှာထားတာပါအဲ့လိုပဲ root 3ရဲ့တန်ဖိုးကိုသတ္တမ300အထိအမှန်ယူလိုက်တဲ့အခါမှာအဖြေက1.732ပါဒါလည်းသတ္တမ300အထိအမှန်တန်ဖိုးကိုရှာထားတာပါဒါဆိုရင်ဒီချက်တို့က root 2နဲ့ root 3ရဲ့သတ္တမ300 ရာဒီအမှန်တန်ဖိုးတွေကိုမြှောက်ပေးလိုက်ပါမယ်။ဒါဆို1.414နဲ့1.732ကိုမြှောက်ပေးလိုက်ပါမယ်။အဖြေက2.449048ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်ဒီချေတို့နံပါတ်ခါခွဲပုံစံတွေကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်။1 over root 3တန်ဖိုးကိုတတိမ3နေရာအထိရှာပါ။ 1 over root 2ရဲ့တန်ဖိုးကိုသတ္တမ3နေရာအထိရှာခိုင်းတဲ့နေရာမှာဒီချက်တို့က root 2ကပိုင်းခြေမှာ irrational gain ဖြစ်နေပါတယ်။ဒါဆိုရင် rational gain ပြောင်းဖို့ဆိုရင်ပိုင်းခြေကို root 2နဲ့မြှောက်ပေးရပါမယ်။ဒါဆိုရင်အပေါ်ကိုလည်း root 2နဲ့မြှောက်ပေးလိုက်မယ်။ဒါဆိုရင်ဒီချက်တို့ရလာတာက root 2 over 2 ါဆိုရင် root 2ရဲ့တရမတ်300အထိအနည်းဆုံးတန်ဖိုးကို ရှာဖို့ဆိုရင်ဒီချက်က1.4142ဆိုပြီးတရမတ်400အထိအရင်ယူလိုက်ပါမယ်။ဒါဆို1.4142ကိုဒီချက်တို့2နဲ့စားပေးပါမယ်။အဖြေက0.7071ဆိုပြီးတော့ရပါတယ်။ဒါပေမဲ့တရမတ်300အထိပဲအမှန်တန်ဖိုးယူခိုင်းတဲ့အတွက်ကြောင့်မို့အဖြေက0.707ဒါဒီတရမတ်300အထိအမှန်တန်ဖိုးပါ။ ဒါဆိုနံပါတ်ကားငယ်ပုံစံလေးကိုဆက်ပြီးတော့ကြည့်ကြရအောင်။နံပါတ်ကားငယ်ပုံစံလေးမှာဆိုရင်1 over root 2 plus root 5ရဲ့တန်ဖိုးကိုသတ္တမတ်၃နေရာအထိရှာခိုင်းထားပါရဲ့။ဒါဆိုရင်1 over root 2ရဲ့တန်ဖိုးကဒီချက်တော့အရှိမရှာခဲ့တာက0.7071 root 5ရဲ့တန်ဖိုးကကြတော့2.2360ဒါဆိုရင်ဒီတန်ဖိုးနှစ်ခုကိုတီချယ်တို့ကပေါင်းလိုက်တဲ့အခါမှာအဖြေက3.9431ဆိုပြီးတော့ရပါတယ်နော် ဒါဆိုရင်ဒီချေတို့ကသတ္တမ300အထိအမှန်တန်ဖိုးယူခိုင်းတာရဆိုတဲ့အတွက်ကြောင့်မလို့သတ္တမ300အထိအမှန်ယူလိုက်တဲ့အခါမှာ3.943ဒါဒီသတ္တမ300အထိအမှန်တန်ဖိုးပါနံပါတ်၄အောက်ပါတို့မှာပိုင်းခြေကို rational gain ဖြစ်ပြောင်း၍ဖော်ပြပါ။ ဒါဆိုရင်တီချေတို့ကတီချေတို့ပေးထားတဲ့နံပါတ်ကကြီးပုံစံမှာ4 over root 3ကိုပိုင်းခြေကို rational gain ဖြစ်ပြောင်းဖို့ဆိုရင် rationalizing လုပ်မယ်ဆိုရင်အောက်ကပိုင်းခြေကို root 3နဲ့မြှောက်ပေးပါမယ်။ဒါဆိုရင်ပိုင်းဝေကိုလည်း root 3နဲ့မြှောက်ပေးပါမယ်။ဒါဆိုရင်4 root 3 over 3ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်နံပါတ်ခခွေပုံစံလေးကိုဆက်ပြီးတော့ကြည့်ကြရအောင်နော်။နံပါတ်ခခွေးမှာဆိုရင်3 + √5 over √5 ဆိုပြီးတော့ပေးထားပါရဲ့ ဒီမှာလည်းတီချေတို့ကပိုင်းခြေက roof fight ဖြစ်နေတဲ့အတွက်ကြောင့် rational gain ပြောင်းဖို့ဆိုရင် ပိုင်းခြေကို roof fight နဲ့မြှောက်ပေးပါမယ်။ဒါဆိုရင်တီချေတို့ကပိုင်းဝေကိုလည်း roof fight နဲ့မြှောက်ပေးပါမယ်။ဒီမှာဆိုရင်ပိုင်းဝေက 3+ roof fight ဆိုပြီးပေးထားတဲ့အတွက်ကြောင့်မို့တီချေတို့က roof fight ကို3နဲ့လည်းမြှောက်ပါမယ်။ roof fight နဲ့လည်းမြှောက်ပါမယ်။3နဲ့ roof fight နဲ့မြှောက်တဲ့အခါမှာ3 roof fight roof fight နဲ့ roof fight နဲ့မြှောက်တဲ့အခါမှာ5ဒါကြောင့်မို့3 roof fight+5 over 5ဆိုပြီးတော့ရပါတယ်။ နံပါတ်ကိုင်းငယ်လေးကိုကြည့်လိုက်ကြအောင်နော်နံပါတ်ကိုင်းငယ်ပုံစံမှာဆိုရင် 1+ root 2 over root 2ဆိုပြီးတော့ပေးထားပါတယ်။ဒီမှာလဲပိုင်းခြေကို rational gain ဖြစ်ပြောင်းခြင်းတဲ့အတွက်ကြောင့်ဒီချက်တို့ကပိုင်းခြေကို root 2လေးနဲ့မြှောက်ပေးပါမယ်။ဒါဆိုရင်အပေါ်ကိုလည်း root 2နဲ့မြှောက်ပေးပါမယ်။ဒီမှာဆိုရင်လဲ 1+ root 2ကို root 2နဲ့မြှောက်တဲ့အခါမှာ1နဲ့ root 2ကိုတစ်ခါမြှောက်မယ်။ root 2နဲ့ root 2နဲ့ကိုတစ်ခါမြှောက်မယ်။1နဲ့ root 2ကိုမြှောက်တာက root 2 root 2နဲ့ root 2ကိုမြှောက်တာက2ဒါဆိုရင် root 2 2 over အမှားကြတော့ပိုင်းခြေမှာ root 2နဲ့ root 2နဲ့မြှောက်တာ2ရရင်ဆိုတဲ့အတွက်ကြောင့်အဖြေက root 2 +2 over 2ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်နံပါတ်ကကြီးပုံစံလေးကိုဆက်ပြီးတော့ကြည့်ကြည့်ကြအောင်နော်။နံပါတ်ကကြီးမှာဆိုရင်1 over 5 -√2 ဆိုပြီးတော့ပေးထားပါတယ်။ဒီမှာဆိုရင်လည်း √2 က irrational gain ဖြစ်နေရယ်။ဒါဆိုရင်ဒီချက်တို့က rational gain ပြောင်းချင်နေဆိုရင်ခါတိုင်းလိုပဲ5 -√2 နဲ့မြှောက်ကြည့်လိုက်မယ်ဆိုရင်5နဲ့5နဲ့မြှောက်တာက25 5နဲ့ -√2 နဲ့မြှောက်တာက -5 √2 minus root 2နဲ့5နဲ့မြှောက်တာက minus 5 root 2 minus root 2နဲ့ minus root 2နဲ့မြှောက်တာက plus 2ဆိုပြီးတော့ရပါတယ်။ဒါကြောင့်မို့လို့ဒီ root 2ကို minus root 2နဲ့ minus root 2နဲ့မြှောက်တာက plus 2ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်ဒီချက်တော့က5 root 2ကို5 root 2နဲ့လိုက်မြှောက်လိုက်တဲ့အခါမှာ25ကို5 root 2နဲ့မြှောက်တာက plus 2ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်ဒီချက်တော့က5 root 2ကို5 root 2နဲ့လိုက်မြှောက်လိုက်တဲ့အခါမှာ25 root 2 minus 5 root 2 plus 2ဆိုပြီးတော့ရတယ်။ root 2ရဲ့ပြန်ပြီးတော့ပါတယ်။ဒါဆိုရင်ဒီချက်တော့က5 root 2ကို5 root 2နဲ့လိုက်မြှောက်လိုက်တဲ့အခါမှာ25ကို5 root 2 minus 5 root 2 plus 2ဆိုပြီးတော့ရတယ်။ root 2ရဲ့ပြန်ပြီးတော့ပါတယ်။ဒါဆိုရင်ဒီချက်တော့က5 root 2ကို5 root 2နဲ့လိုက်မြှောက်လိုက်တဲ့အခါမှာ25ကို5 root 2 minus 5 root 2 plus 2ဆိုပြီးတော့ရတယ်။ root 2ရဲ့ပြန်ပြီးတော့ပါတယ်။ဒါဆိုရင်ဒီချက်ရဲ့ဒီချက်တော့ဒီလိုမျိုးမြှောက်လို့မရဘူး။ဒါဆိုဒီချက်တော့ဘယ်လိုမျိုးတွက်ကြမလဲ။ဒါဆို5ကို တလုံးချင်းစီကိုပဲနှစ်ထပ်ကင်းတင်မယ် root 2ကိုတလုံးချင်းစီကိုပဲနှစ်ထပ်ကင်းတင်မယ်ဒါဆိုဒီချက်တို့ကတလုံးချင်းစီကိုနှစ်ထပ်ကင်းတင်တဲ့အခါမှာ a2 - b2 = a - b တကွင် a + b တကွင်ရရဆိုတဲ့ဒီချက်တို့ကပုံသဏ္ဍာန်လေးနဲ့သွတ်မှတ်ရပါမယ်ဒါဆိုရင်ဒီချက်တို့က5ကိုနှစ်ထပ်တင်မယ် root 2ကိုနှစ်ထပ်တင်တဲ့အခါမှာ 5 minus root 2တကွင်5 plus root 2တကွင်ရမယ်။ဒါဆိုရင်5 minus root 2တကွင်5 plus root 2တကွင်မျှောက်ရင်ရလာတဲ့အဖြေဒီ5နဲ့ထပ်နဲ့ root 2နဲ့ထပ်ဆိုပြီးတော့ နှုတ်ထားတဲ့အဖြေကိုရမယ်။ဒါဆိုရင်5 -√2 5+√2 ဖြစ်ဖို့ဆိုရင်ဒီချက်တို့ကိုပေးထား5 -√2 ရှိထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပိုင်းခြေကို 5+√2 နဲ့မြှောက်ပေးရပါမယ်။ဒါဆိုရင်ပိုင်းဝေကိုလည်း 5+√2 နဲ့မြှောက်ပေးရပါမယ်။ဒါဆိုရင်ဒီချက်တို့က5 -√2 5 +√2 ဆိုတာ 5² -√2² နဲ့ညီတဲ့အတွက်ကြောင့်မလို့ 5² က25 √2² က 2ဒါဆိုရင်25 2ဆိုပြီးပိုင်းချိန်ပိုင်းရပါမယ်အပေါ်မှာတော့1နဲ့5 root 2နဲ့မြောက်တဲ့အတွက်ကြောင့်မလို့5 root 2ဆိုပြီးတော့ရရင်ဒါဆိုရင်5 root 2က5 root 2 25ရဲ့2ကိုထုတ်တာကြာ23ဒါဆိုရင်အဖြေက5 root 2 over 23ဆိုပြီးတော့ရပါမယ်နော် ဒါဆိုရင်ဒီချေတို့နံပါတ်5ပုံစံလေးကိုဆက်ပြီးတော့တွက်ကြည့်ကြအောင်နော်နံပါတ်ကကြီးမှာဆိုရင်1 over 1 √2 1 over 1 √2 1 over 1 √2 နဲ့1 over 1 √2 ਆ ဆိုရင် √2 ရေ irrational gain နေပါနေတဲ့အတွက်ကြောင့်မို့ဒီချေတို့က rational gain ကိုပြောင်းပေးပါမယ်ဒါဆိုရင်1 over 1 √2 ကိုဒီချေက1 √2 ဖြစ်နေတဲ့အတွက်ကြောင့်မလို့ rational gain ပြောင်းချင်ရင်1 √2 နဲ့မြှောက်ပေးရပါမယ်။ဒါဆိုရင်ပိုင်းဝဲကိုလည်း1 √2 နဲ့မြှောက်ပေးပါမယ်။ 1 over 1 minus root 2မှာဆိုရင်ပိုင်းခြေရ1 minus root 2ဖြစ်နေတဲ့အတွက်ကြောင့်ဒီချက်က1 plus root 2နဲ့မြှောက်ပေးပါမယ်။ဒါဆိုရင်ပိုင်းဝေမှာလည်း1 plus root 2နဲ့မြှောက်ပေးပါမယ်။1 plus root 2နဲ့1 minus root 2မြှောက်တဲ့အခါမှာ1 square minus root 2 square ဆိုပြီးရပါရဲ့။1 square က1 root 2 square က2ဒါဆိုရင်1 minus root 2 over 1 minus 2ဆိုပြီးရပါရဲ့။1 plus root 2 နဲ့1 root 2နဲ့မြှောက်တဲ့အခါမှာ1 square 2 square ဆိုပြီးရပါတယ်။ဒါဆိုရင်1 square က1 root 2 square က2ဆိုတော့1 2အပေါ်မှာကျတော့1 root 2ဖြစ်တဲ့အတွက်ကြောင့်မလို့1 root 2 over 1 2ဆိုပြီးတော့ရပါတယ်။ 1 root 2 over 1 minus 2မှာဆိုရင်2တဲ့နေ1ကိုနှုတ်တာက1ဒါပေမဲ့လက္ခဏာက2ဟာကြီးနေတဲ့အတွက်ကြောင့်မလို့ minus ထွက်ပါမယ်။ဒါဆိုရင်1 minus root 2 over minus 1 plus 1 plus root 2 over minus 1ဆိုပြီးထွက်ပါရင် minus 1နေနဲ့စာရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်တို့ကအပေါ်က1 minus root 2နဲ့1 plus root 2တွေကိုလက္ခဏာပြောင်းပေးရပါမယ်။ဒါဆိုရင်ဒီချက်တို့က minus 1 plus root 2 minus 1 minus root 2ဆိုပြီးတော့ရပါတယ်။ဒါဆိုရင် -1 နဲ့ -1 နဲ့ပေါင်းလိုက်တဲ့အခါမှာ -2 ရပါရဲ့ +√2 နဲ့ -√2 ကတော့ဒီချက်တို့ကရှင်းလိုက်တဲ့အခါမှာ0ရတဲ့အတွက်ကြောင့်မလို့ထည့်မိရတော့เนาะဒါဆိုရင်အဖြေက -2 ရပါရဲ့ဒါဆိုရင်နံပါတ်ခကွေးပုံစံတွေကိုဆက်ပြီးတော့ကြည့်ကြအောင်เนาะနံပါတ်ခကွေးမှာဆိုရင် root 3 over root 3 minus 1 plus 1 over root 3ဒါဆိုရင်ဒီချက်တို့ကဒီမှာလဲ ပိုင်းချိန်မှာ irrational gain root 3ရေပါနေတဲ့အတွက်ကြောင့်မလို့ဒီချက်တို့က rational gain ကိုပြောင်းပါမယ်။ဒါဆိုရင် root 3 over root 3 minus 1ကိုဒီချက်တို့က root 3 plus 1နဲ့မြှောက်ပေးပါမယ်။ပိုင်းချိန် root 3 plus 1နဲ့မြှောက်တဲ့အခါမှာပိုင်းဝေကိုလည်း root 3 plus 1နဲ့မြှောက်ပါမယ်။ဒါဆိုရင်ဒီချက်တို့1 over root 3မှာတော့ဒီချက်တို့က root 3နဲ့မြှောက်ပေးရပါမယ်။ဒါဆိုရင်ပိုင်းဝေမှာလည်း root 3နဲ့မြှောက်ပေးပါမယ်။ဒါဆိုရင် root 3နဲ့ root 3နဲ့မြှောက်တာက3 root 3ကို1နဲ့မြှောက်တာက root 3ဒါဆိုရင်3 plus root 3ဆိုပြီးတော့ရပါတယ်။ပိုင်းချိန်မှာတော့ root 3 minus 1ရင် root 3 plus 1ဆိုတဲ့အတွက်ကြောင့်မလို့ root 3နှစ်ထပ်နဲ့1နှစ်ထပ်နဲ့နှုတ်ပေးရပါမယ်။ root 3နှစ်ထပ်က3 1နှစ်ထပ်က1ဒါဆိုရင်ဒီချက်တို့က3 plus root 3 over 3 minus 1 plus root 3 over 3ဆိုပြီးတော့ရပါတယ်။ 3 √3 3 over 3 1မှာ3တဲ့အနေ1အောင်နှုတ်တာက2ဒါဆိုရင်3 √3 3 over 2 √3 3 over 3ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်တီချယ်တို့ကပိုင်းချင်လေးညှိကြမယ်နော်။အဲဆိုတီချယ်တို့ကပိုင်းခြေပုံပိုင်းခြေ6ဖြစ်အောင်ညှိလိုက်တဲ့အခါမှာ2ကို3နဲ့မြှောက်တဲ့အတွက်ကြောင့်မလို့3 +3 ကို3နဲ့မြှောက်တဲ့အခါမှာ9 +3 ရပါတယ်။ root 3 over 3ကိုတော့ပိုင်းခြေကို6ဖြစ်အောင်လို့2နဲ့မြောက်တဲ့အခါမှာ2 root 3ဆိုပြီးတော့ရပါတယ်။ဒါကြောင့်9 3 root 3 2 root 3 over 6ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်ဒီချက်တို့က3 root 3နဲ့2 root 3ကိုပေါင်းပြလို့ရတဲ့အတွက်ကြောင့်ပေါင်းပြလိုက်ပါမယ်။ဒါဆိုအဖြေက9 5 root 3 over 6ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်ဒီချက်တို့နံပါတ်ခန်းငယ်ပုံစံလေးကိုဆက်ပြီးတော့တွက်ကြမယ်နော်။ 3 plus 3 root 5 over root 5 plus 1 over 3 minus root 5ဒီချက်တို့ကပိုင်းခြေတွေက irrational gain တွေဖြစ်တဲ့အတွက်ကြောင့်မလို့ rational gain ကိုပြောင်းပါမယ်3 plus 3 root 5 over root 5ကို rational gain ပြောင်းဖို့ဆိုရင်ဒီချက်တို့က root 5နဲ့မြှောက်ပါမယ်ဒါဆိုအပေါ်ကိုလည်း root 5နဲ့မြှောက်ပေးပါမယ်1 over 3 minus root 5မှာဆိုရင်လည်းပိုင်းခြေကို rational gain ပြောင်းဖို့ဆိုရင်3 plus root 5နဲ့မြှောက်ပေးပါမယ်ဒါဆိုအပေါ်ကိုလည်း3 plus root 5နဲ့မြှောက်ပေးပါမယ် root 5နဲ့ root 5နဲ့မြှောက်တာက5အပေါ်မှာပိုင်းဝေးမှာ 3+325 ကို refine နဲ့မြောက်တဲ့အခါမှာ3နဲ့ refine နဲ့တခါမြောက်မယ်3 refine နဲ့ refine နဲ့တခါမြောက်မယ်3နဲ့ refine နဲ့မြောက်တာက3 refine refine နဲ့3 refine နဲ့မြောက်တဲ့အခါမှာ refine refine ချင်းအရင်မြောက်တာက5 5ကို3နဲ့မြောက်တဲ့အခါမှာ15ဒါဆိုရင်3 refine+15 over 5ဆိုပြီးတော့ရပါတယ် 1 over 3 minus root 5မှာဆိုရင်လည်းအောက်က3 minus root 5နဲ့3 plus root 5မြောက်တာက3 square minus root 5 square 3 square က9 root 5 square က5ဒါဆိုရင်9 minus 5ပိုင်းချိန်မှာရပါမယ်ပိုင်းချိန်မှာတော့1နဲ့3 plus root 5နဲ့မြောက်တော့3 plus root 5ဆိုပြီးတော့ရပါမယ်ဒါဆိုရင်3 root 5 plus 15 over 5 plus 3 plus root 5အောက်ကပိုင်းချိန်မှာ9 minus 5က4ဒါဆိုဒီချက်တော့ကပိုင်းချိန်ညှိလို့ရပြီနော် ိုင်းခြေလေးညှိပေးလိုက်ပါမယ်။ပုံပိုင်းခြေ20ဖြောင်းညှိလိုက်တဲ့အခါမှာ12 root 5 60 15 5 root 5ဆိုပြီးတော့ရပါတယ်။ဒီမှာဆိုရင်တီချယ်တို့က60နဲ့15ကိုပေါင်းလိုက်တဲ့အခါမှာ75 12 root 5နဲ့5 root 5နဲ့ပေါင်းလိုက်တဲ့အခါမှာ17 root 5ဆိုပြီးတော့ရပါတယ်။နံပါတ်ခါကြီးပုံစံလေးကိုဆက်ပြီးတော့တွက်ကြည့်ကြရအောင်เนาะနံပါတ်ခါကြီးပုံစံမှာဆိုရင်3 over root plus 5 over root 5 plus 7 over root 7ဒီမှာဆိုရင်လည်းပိုင်းချိန်မှာ irrational gain တွေပါနေတဲ့အတွက်ကြောင့်မလို့ rational gain ကိုဖြောင်းပေးရပါမယ်။ဒါဆိုရင် tree root 3ကိုကြာတော့ root 3ရင်းနဲ့မြှောက်ပေးပါမယ်။ပိုင်းချိန် root 3နဲ့မြှောက်ရင်ပိုင်းဝင်လည်း root 3နဲ့မြှောက်ပါမယ်။5 over roof fine မှာဆိုရင်လည်း roof fine ကို teacher တို့ကပိုင်းခြေကို roof fine နဲ့မြှောက်ပေးမယ်ပိုင်းဝေကိုလည်း roof fine နဲ့မြှောက်ပေးပါမယ်7 over roof 7မှာဆိုရင်လည်းပိုင်းခြေကို roof 7နဲ့မြှောက်ပေးပါမယ်ပိုင်းဝေကိုလည်း roof 7နဲ့မြှောက်ပေးပါမယ်ဒါဆိုရင်3 root 3 over 3 plus 5 root 5 over 5 plus 7 root 7 over 7ဆိုပြီးတော့ရပါတယ်ဒီမှာဆိုရင်ပိုင်းချိန်ညှိလို့ရပါပြီ3နဲ့3နဲ့ခြေလိုက်ပါမယ်5နဲ့5နဲ့လည်းခြေလို့ရပါရဲ့ 7နဲ့7နဲ့ဒီချက်လို့ခြေလိုက်ပါမယ်เนาะဒါဆိုရင်အဖြေက root 3 root 5 root 7ဆိုပြီးတော့ရပါတယ်နံပါတ်5ပုံစံလေးကိုဆက်ပြီးတော့တွက်ရအောင်เนาะနံပါတ်5ပုံစံလေးမှာပေးထားတာက3 over root 5 13 root 3 minus 7 root 5 9 over root 3ဒါဆိုရင်ဒီချက်တော့ဒီမှာ root 5နှလုံးပါနေတဲ့အတွက်ကြောင့် root 5နှလုံးကို တူတူရေးပါမယ်ဒီမှာ root 3ရလည်းနှလုံးပါနေတဲ့အတွက်ကြောင့်မလို့ root 3နှလုံးကိုကတ်ပြီးတော့ပြန်ရေးပါမယ်ဒါဆိုဒီ share ကပြန်စီလိုက်တဲ့အခါမှာ3 over root 5 minus 7 root 5 plus 13 root 5 plus 9 over root 3ဆိုပြီးတော့ရပါတယ်ဒါဆိုရင်ဒီ share ကိုပိုင်းချင်းညှိပေးလိုက်ပါမယ်။ပိုင်းချင်းညှိလိုက်တဲ့အခါမှာ7 root 5ကို ောက်ကိုပိုင်းချီ roof fine နဲ့မြှောက်တဲ့အခါမှာအပေါ် roof fine နဲ့မြှောက်ပါမယ် roof fine နဲ့ roof fine နဲ့မြှောက်တဲ့အခါမှာ5 fine နဲ့7နဲ့မြှောက်တဲ့အခါမှာ35ဒါဆိုရင်3 35 over roof fine ဆိုပြီးတော့ရပါတယ် တသင်း root 3ကိုလည်းဒီချက်ကိုပိုင်းချိန်ညှိတဲ့အခါမှာတသင်း root 3ကိုပိုင်းချိန်မှာ1ရှိတဲ့အတွက်ကြောင့်မလို့ root 3နဲ့မြောက်ပါမယ်အပေါ်လည်း root 3နဲ့မြောက်ပါမယ် root 3နဲ့ root 3နဲ့မြောက်တာက3 3ကိုတသင်းနဲ့မြောက်တဲ့အခါမှာ39 39 9 over root 3ဆိုပြီးတော့ရပါမယ်ဒါဆိုရင် 3D ကနေ35ကိုနှုတ်တာက minus 32 32 over root 5ဆိုပြီးတော့ရပါတယ်ဒါဆိုရင်ဒီချက်ကို root 5ကို Rational gain ဖြစ်အောင်လို့ပိုင်းခြေ refinance မြောက်မယ်ပိုင်းဝေကို refinance မြောက်ပေးပါမယ် ဒီမက်ချ်မှာတော့39နဲ့9နဲ့ပေါင်းတာက48 48 over root 3 root 3ဆိုတဲ့အတွက်ကြောင့်ဒီချက်တို့ကပိုင်းခြေကို root 3နဲ့မြှောက်ပေးမယ်ပိုင်းဝက်ကိုလည်း root 3နဲ့မြှောက်ပေးပါမယ်ဒါဆိုရင် minus 32 root 5 over 5 plus 48 root 3 over 3ဒီမှာဆိုရင်လည်း48နဲ့3ကကျင်းလို့ရနေတဲ့အတွက်ကြောင့်ဒီချက်ကကျင်းပေးလိုက်မယ်နော်313 316 48ဒါဆိုရင်အဖြေက minus 32 root 5 over 5 plus 16 root 3ဆိုပြီးတော့ရပါရဲ့ ဒါဆိုရင်ဒီချက်တို့နံပါတ်စာလုံးဆက်ပြီးတော့တွက်ကြည့်ကြအောင်เนาะနံပါတ်စာလုံးမှာဆိုရင်1 over root 3 - root 2 1 over root 3 root 2ဆိုပြီးတော့ပေးထားပါတယ်။ဒါဆိုဒီချက်တို့ကပိုင်းချိန်မှာ irrational gain တွေဖြစ်နေတဲ့အတွက်ကြောင့် rational gain ပြောင်းပေးပါမယ်။1 over root 3 root 2မှာ root 3 root 2ကို root 3 root 2နဲ့မြှောက်ပေးပါမယ်။ပိုင်းချိန် root 3 root 2နဲ့မြှောက်တဲ့အခါမှာပိုင်းဝေကိုလည်း root 3 root 2နဲ့မြှောက်ပါမယ်။အဲ့လိုပဲဒီဘက်ချမ်းမှာဆိုရင်ဒီချက်တို့ က root 3 minus root 2လေးနဲ့ပိုင်းခြေကိုဖျောက်ပေးပါမယ်။ဒါဆိုပုံမှန်လဲ root 3 minus root 2နဲ့မြှောက်ပေးရပါမယ်။ဒါဆိုရင်ဒီချက်တို့ရှင်းလိုက်တဲ့အခါမှာ root 3 plus root 2 over 3 minus 2 plus root 3 minus root 2 over 3 minus 2တို့ဆိုပြီးတော့ရပါရဲ့။3ထဲနေ2ကိုနှုတ်တာက1ဒါဆိုရင်အဖြေက root 3 +√2 +√3 -√2 ဆိုပြီးတော့ရပါမယ်။ဒါဆိုဒီချက်တော့က √3 နဲ့ √3 နဲ့ပေါင်းတာက2 √3 √2 -√2 ကကြာ0ရနေတဲ့အတွက်ကြောင့်မို့ဒီချက်တော့ကဆက်ပြီးတော့ရေးတော့ပါအောင်เนาะ။ဒါဆိုအဖြေက2 √3 ဆိုပြီးတော့ရပါရင်ဒီချက်တော့ဒီနေ့သင်မဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။အားလုံးကျေးဇူးတင်